အားလုံးပဲမင်္ဂလာပါမန်နီယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့တည်းပတ်သက်ပြီးနောက်ဆုံးရသတင်းလေးတွေရှိရတာရှိပါတယ်အလူငယ်ကစားသမားလေးဖြစ်တဲ့ Any Heaven Injury ပြဿနာအခြေအနေတခုရဲ့ Bruno Fernandes ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ထက်မှန်ကျွန်တော်တို့ပိုလုံးလောက်တာရှိပါတယ်ဆိုတော့ဒီကစားသမားနှစ်ယောက်နဲ့အခြေအနေတခုမှာဘလို့ကျွန်တော်တို့နောက်ဆုံးရသတင်းလေးမှာပါဝင်မလို့ဆိုတာဆွေးနွေးတော့ပါမယ် အားလုံးပဲမင်္ဂလာပါစာသမားတွေအားလုံးပဲမင်္ဂလာပါပထမအောင်စုပေါ့ဗျဘရူနိုပန်ဒရင်းအနာဂင်းနဲ့ပတ်သက်ပြီးတော့ပြောလို့ရှိပေါ့ဗျာဒီကစားသမားဖြစ်သူကမန်ချက်စတာအုံနဲ့တဲ့အတင်းနဲ့အမေရိကန်ဆုံးကျော်တို့ကစားပေးနေတာပဲဒါပေမဲ့လို့လာမေးရာသီတွေမှာဆိုရင်အာမခဲချက်တော့ကျော်တို့ပေးနိုင်မှာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ဘရူနိုပန်ဒရင်းကအသေးရတစ်ခုလေးရလာမယ်ပြီးလို့ချင်းအခုသူ့အနေနဲ့ပွေးထုတ်ကစားတဲ့ပုံစံမှာဆိုရင်အာတင်တလောက်အဆင်မပြေတာကျွန်တော်ကြုံတွေ့ရတယ် ဆိုတော့ကိုအတင်းဘက်ကဒီကစားသမားဖြစ်သူရဲ့ရေရှည်ကိုကြောက်လို့ချင်းကျွန်တော်အစားထိုးဖို့အတွက်ကြိုတင်ပြီးတော့ကျွန်တော်စဉ်းစားထားမှာနောက်ပိုင်းနေ့တည်းဒီရတီကုံလို့ချင်းအတင်းကားနေလေထွက်ခေါ်ဖို့အတွက်ဖြစ်ကောင်းလေးဖြစ်လာနိုင်တယ်ပြီးခဲ့တဲ့ရတီတွေမှာဆိုရင်ဘူနိုဖာနေတဲ့ကိုဆော်တယ်လေအတင်းနေရာကဲလဲမှုရှိခဲ့တယ်ဒါပေမဲ့မက်ဆေ့ဆာအောင်နေတဲ့အတင်းကသူ့ကိုလက်ခံနေစေဖြစ်တဲ့အတွက်သူကအတင်းပြောက်ဖို့ဆန္ဒမရှိခဲ့ဘူးဒါပေမဲ့ကိုအတင်းဘက်ကလည်းကြိုတင်ပြီးတော့ပြင်ဆင်စရာရှိတာကို ပြင်ဆင်မှုတွေလုပ်ရမှာပေါ့ဗျာခေယာယာမှကျွန်တော်တို့တိတိကျပြောလို့မရသေးတဲ့အတွက်ကစားသမားဖြစ်သူရဲ့အနာဂတ်ကလည်းလာမယ့်နှစ်တည်းမှာဆိုရင်အာမခင်ချင်းပြေးနိုင်တော့မှာမဟုတ်ဘူးဆိုတော့ဒါက Bruno Fernandes နဲ့ပတ်သက်ပြီးတော့အကြောင်းပေါ့ဗျာ ျွန်တော်တို့ဒီ Anyhaven နဲ့ပတ်သက်ပြီးတော့ပြောလို့ချင်ပါဗျာပြီးခဲ့တဲ့နေ့ကပါဗျာဒီကစားသမားဖြစ်သူကအင်္ဂလယ် United နဲ့ပွဲထုတ်ကစားခဲ့တဲ့ပထမပိုင်းမှာမထင်မဲ့ပဲ injury ပြဿနာကျွန်တော်တို့အသေးစားတရားကြုံတွေ့ခဲ့ရတယ်ဒါကြောင့်ပထမပိုင်းကိုဆက်ကစားစေခဲ့ပြီးအဲ့ဒီအချိန်မှာပဲစေကူတောင်းမှုကျွန်တော်ခံယူခဲ့တဲ့ ဒုတိယဘက်မှာဆိုရင်အပိသက်လူစားလင်းမှုပြုလုပ်ခဲ့တဲ့တန်ရအချင်းတွေကတိတ်ပြီးတော့စိုးရမှုမရှိဘူးစိတ်ပူစရာမလိုဘူးသို့တော်ညာလေကစားသမားဖြစ်သူရဲ့အချင်းတွေကအသေးစိတ်တိတိကျကျွန်တော်တို့မသိရသေးဘူးစေစေမှုနဲ့ထဲမှန်ပြီးတော့လုံဆောင်ရောက်ဖို့ချင်းတော့ဗျာဆိုတော့ any help ကိုကြောက်လို့ချင်း အမရရဲ့စိတ်ကြိုက်ကစားသမားတွေအထင်မှမပါဘူးလက်ကြီးနောက်တန်းဆက်တဲ့ဘက်မှာဆိုရင်လူရှော်တို့လီဆယ်တို့မာတီနက်တို့နေရာမှာသူကတတိယကစားနေရတယ်ကစားသမားရဲ့အခြေအနေကိုကြည့်ရလို့ချင်းပေါ့ဗျာလူငယ်ကစားသမားလေးတယောက်ဖြစ်သလိုကျွန်တော်တို့ဒီသူရဲ့ဒီ physically ဘိုင်းနဲ့သူရဲ့အတွေ့အကြုံနဲ့ကြံ့ခိုင်မှုတွေကတော်တော်လိုအပ်သေးတဲ့အတွက်အခုတရားရကြီးခဲ့တာကကစားသမားဘက်ကကြည့်ရရင်တော့မကောင်းဘူးပေါ့ဗျာဒါပေမဲ့လို့အမရအတွက်ကြည့်ရရင်ပူဇော်ပေးမဟုတ်တဲ့အတွက်အဲ့လောက်ထိစိတ်ပူစရာမလိုဘူးလို့ကျွန်တော်တို့ အယူဆရမှာပေါ့တိုးတော်ညာလဲမက်ချက်စာဝင်တဲ့အသင်းရဲ့တကိကိုအနာကဲမှာအစဉ်ပြေလာမယ့်လူငယ်ကစားသမားလေးတယောက်ထဲမှာပြီးတော့အင်ဂျူရီပြဿနာ ဖြစ်တော့ခဲ့တဲ့ဆိုတော့ကိုအသေးတော့လည်းမကောင်းပါဘူးဘာလို့လဲဆိုတော့ဒီလူငယ်ကစားသမားလေးတွေကအမေကယ်ဆုံးထဲပြီးတော့ကိုအသင်းကိုအကျိုးပြုနေတဲ့ပလေယာလေးတွေဖြစ်တဲ့အခုလောလောဆယ်မှာမက်ချက်စာဝင်တဲ့အသင်းအတွက်အများကြီးအကျိုးမပြုဘူးဆိုပေမဲ့လို့လာမယ့်အနာကဲအနေထားတစ်ခုမှဒီလူငယ်ကစားသမားလေးတွေနဲ့ကျွန်တော်ဖြစ်တဲ့ရဖို့ရှိနေတဲ့အတွက် anyway တဲ့အချင်းတွေကကျွန်တော်တို့ဘလို့ပုံစံတွေလာမလဲပေါ့ဗျာအခုထွက်ပေါ်လာတဲ့ရုပ်မှာတော့တရားကြီးကြီးမားမားမရရှိခဲ့ဘူးစိတ်ပူစရာမလိုဘူးဆိုပေမဲ့လို့အသေးစိတ်အချက်လက်တွေကတော့ကျွန်တော်တို့တိတိကျမသိချင်ရသေးဘူးပေါ့ဆိုတော့စာသမားရဲ့ဒီကနေ့ဗီဒီယိုလေးကတော့မန်ချက်စတာနဲ့တင်းကစားသမားနှစ်ယောက်ဖြစ်တဲ့ any have a injury ပြဿနာအခြေအနေတခုရဲ့ပြီးလို့ချင်း bruno fernandez အနာဂတ်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးထွက်ပေါ်လာတဲ့အခြေအနေတခုပေါ့ manchester united နဲ့အသင်းနဲ့ international break ပွဲစီတွေပြီးလို့ချင်း လာမယ့်လီဗာပူးနဲ့ပရီးမီးယားလိပွေးစဉ်ချစ်အဝေးခွင့်ကစားဖို့ရှိနေတဲ့အတွက်ဒီနိုင်ငံတကာပွေးစဉ်အတိုးတင်းမှာပေါ့ဗျာအဓိကလွှဲနေတဲ့ကစားသမားတွေဒဏ်ရာကြီးကြီးမားမားမရဖို့ပဲကျွန်တော်မျှော်လင့်ရမယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်လို့ဒဏ်ရာပြဿနာကြုံတော့ခဲ့မယ်ဆိုရင်ကျွန်တော်တို့အသင်းအတွက်ကလည်းချစ်လာမယ့်ပွေးစဉ်တွေမှာစိတ်ပူစရာရှိလာမှာပေါ့ဗျာ။ညီကတို့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းမက်ရှယ်ဆောင်တဲ့အသင်းနဲ့တင်းနေရထားလို့ရှိရင်စူးစမ်းပြီးတော့တင်ဆက်ပေးဖို့ရှိသေးတယ်။စောင့်မျှော်ကြပါဦး။ကျေးဇူးများတင်ပါတယ်။အားလုံးပဲ။ Okay ပါ။